ကျောက်တချမ်းစီစားခဲ့ရတဲ့ဘွားကနေတမီးလေးကိုဆံဝန်ဖြစ်အောင်အစွမ်းကုန်ပံ့ပိုးပေးနိုင်ခဲ့လို့အခုလောဝါသာမဆုံးဖြစ်နေရတဲ့ဇွဲထက်ရဲ့မိခင်ကြီးတဝမ်းမှာမကြသေးခင်ရပိုင်းကျင်းကဇွဲထက်ရဲ့တမီးလေးမတ်ထက်တင်ဆောင်တယောက်မန္တလေးစစ်တကတူကနေ MBBS ဘွဲ့ရရှိသွားပြီဆိုတော့ပြည်သက်တို့အားလုံးလည်းတွေ့မြင်လိုက်ကြမယ်ထင်ပါတယ်နော်။ဒါကြောင့်အားလုံးကလည်းဂုဏ်ယူနေကြသလိုအထူးသဖြင့်ဒီလိုမျိုးပညာတဲ့အုပ်စပေါ်ရုပ်ချိုးတမီးလေးတယောက်ကိုမူဖွားထားတဲ့မိဘတွေအနေနဲ့ပို့ပြီးတော့တောင်ကြည်နုဂုဏ်ယူမဆုံးဖြစ်နေကြတဲ့အထီးပါပဲရှင်။အခုဆိုရင်တော့မတ်ထက်တင်ဆောင်ကနေဒေါက်တာထက်တင်ဆောင်ဖြစ်လာ အောင်သူမကိုယ်တိုင်ကအချိန်နှီးပေးကကြိုးစားခင်ရတာဖြစ်သလိုမိခင်တော်မှာတို့ဘက်ကလည်းသမီးလေးလိုအပ်တာမှန်သမျှအဖြစ်စီပေးခဲ့ကြတာပဲဖြစ်ပါတယ်။ဒါကလည်းမြမပြည်မှာအစွဲထက်စိန်ရနာဆိုင်ပေါင်း18ဆိုင်တိတိပိုင်းဆိုင်ထားတာမျိုးဖြစ်စီပေးနိုင်တာလို့ပြည်သက်တီကပြောကြမှာဖြစ်ပေမယ့်ဒီလိုဘဝမရောက်ခင်တော်မှာတို့ဇနီးမောင်နှင်ကဘဝကိုခက်ခဲပင်ပန်းစွာနဲ့ရုန်းကန်ကြိုးစားခင်ရသူတွေဖြစ်ပါတယ်။ဘာမှမရှိတဲ့ဘဝကနေဇွဲထက်အစပထမရွှေဆိုင်တသေးလေးကိုနှင်မြို့လေးတမြို့မှာစတင်ပြီးတော့ဖွင့်လှစ်ရောင်းချခဲ့တာဖြစ်ပါတယ်။တော်မှာတို့ဇနီးမောင်နှင် ောက်ကကျုပ်တလုံးကိုနှစ်ချမ်းစားကဘဝကိုချိုးချံချွေတာပြီးတော့အောင်မြောင်ကြိုးစားခဲ့ကြရတာဖြစ်ပါတယ်။ဒီလိုမိဘနှစ်ပါးကဘဝကိုခက်ခဲပေးမှန်းစွာရုန်းကန်ခဲ့ရပေမယ့်တာသမီတွေရလာချိန်မှာတော့လိုအပ်ကြဖြစ်စည်းပေးနိုင်တဲ့အထည်ချမ်းသာကြောဝလာခဲ့ကြပြီးဖြစ်ပါတယ်။နိုင်ငံကျော်စွဲထက်စင်ကြရနာဆိုင်ပြီးတော့မြမပြည်အနှံ့အပြားမှာစံကွဲပေါင်းများစွာဖွင့်လွှတ်နိုင်တဲ့အထည်ဖြစ်ခဲ့ပါတယ်။ဒါပြင်ဇွတ်ထက်ရဲ့အမွေဆက်ခံမဲ့ second generation တွေကိုလည်းရာထူးတွေပြီးကရွှေဆိုင်တွေမှာတံဝန်ယူလုပ်ကင်စီခဲ့ပါဗါတမီ၃ယောက်လုံးကလည်းစစ်စစ်လုံးလုံးနဲ့အမြင့်ဆ န်းတည်တဲ့ဒီဇိုင်းတွေကိုဖန်တီးရောင်းချပေးနိုင်ခဲ့တာကြောင့်မြန်မာပြည်မှာဇွဲတက်ကလူကြိုက်များစုံရတနာဆိုင်အဖြစ်နာမည်ကြီးရေးပန်းစားနေရတာဖြစ်ပါတယ်။ဒီလိုမျိုးကိုရိုင်းကကြက်ဥတလုံးကိုနှစ်ချမ်းစားခဲ့ရတဲ့ဘွားကနေတာသမီတွေကိုတော့အကောင်းဆုံးအရာတွေကိုပေးဆောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။တာသမီ၃ယောက်စလုံးကချမ်းသာကြွားတဲ့တရေတာသမီတွေဆိုပေမဲ့ဂုံမောက်ကကျွဲပြတာမျိုးမရှိဘဲအလုတ်ကြိုးစားပြီးတော့လိမ္မာရေးကြရှိကြတဲ့သူတွေလည်းဖြစ်ပါတယ်။အထူးသဖြင့်အရန်လည်းချစ်စရာကောင်းသလိုအရင်ကျေးတိမ်မွေးတဲ့ဇွဲထက်ရဲ့တူတော်တော်သမီလေးမတ်ထက်တင်ဆောင်အောင်ဆိုရင်အခုဆိုရင်တော့လူတိုင်း ရယူနိုင်ဖို့ခက်ခဲတဲ့ဆောင်းဘွဲကိုရယူနိုင်ခဲ့တာကြောင့်ဒဝမတို့တမိသားစုလုံးကလည်းဂယုမဆုံဖြစ်ခဲ့ကြရတဲ့အထိပါ MBBS ဘွဲကိုတယောက်ရယူချိန်မှာတင်းနုမဆုံဖြစ်နေကြတဲ့ဇွဲထက်ရဲ့ပဲကန်ရှင်မိပါနှစ်ပါးကိုလည်းပြည်သူတို့တွေ့ရမှာပါ။ဒါပြင်အကိုကြီးနဲ့ရောင်မလေးကလည်းမထက်တင်ဆောင်အတွဲဝေသားပန်းစီကြီးနဲ့ဂုံပြုတ်ပြီးခဲ့ကြတာကိုတွေ့ရပါတယ်ရှင်။တဝမတို့ဇနီးမောင်နှင်ကအခုဆိုရင်တော့ဆံဝန်ဘွဲ့တယောက်ယူခဲ့တဲ့တမီးဖြစ်သူဒေါက်တာထက်တင်ဆောင်အတွက်တံမိုးမပြတ်နိုင်တဲ့ရှေးချုံးစိန်တွေကိုဝစ်စင်ပြီးကဂုံမြင့်ဈေးခဲ့တာပဲ ဖြစ်ပါတယ်။ဒါပြင်ဒေါက်တာမလေးထက်တင်ဆောင်ရဲ့ဘဝကလည်းပြည်သက်တီကြမှာတော့လူကြိုက်များနေပြီးတန်ဘဝဖြစ်ဆိုရင်တော့သိန်းပေါင်း9000ကျော်တန်ဘဝတစ်ထည်ဖြစ်နေခဲ့တာဖြစ်ပါတယ်။ပညာရေးကျင်းမှာထူးချွန်တဲ့သမီးဖြစ်သူအတွက်အကောင်းဆုံးပံ့ပိုးပေးနိုင်ခဲ့ကြပြီဖြစ်ပါတယ်။ဂျိုဆာမိုရီအရာချင်းခဲ့တဲ့ဒေါက်တာထက်တင်ဆောင်ကိုလည်းဂုဏ်ယူနေကြသလိုမိဘတွေကိုယ်တိုင်ကလည်းအခုလိုမျိုးပြပြဆောင်အောင်ဖန်တီးပေးနိုင်ခဲ့တာကြောင့်ကြီးစုသူပြည်သက်တွေကလည်းဂျီနူမဆောင်ဖြစ်ခဲ့ကြရတဲ့အထီးပါပဲရှင်။ ပရိသတ်ကြီးတို့ရောကျေးဥတလုံးကိုနှစ်ချမ်းစားကအလုပ်ကျူးစားခဲ့ပြီးတာသမီတွေအပေါ်မှာပြည့်ပြည့်စုံဖြစ်စည်းပေးနိုင်ခဲ့ကြတဲ့ဇွဲထက်ပိုင်ရှင်တော်မမာတို့ဇနီးမောင်နှံကို အားကြနေကြပြီလားဆိုတော့ကမမမှာပြောသွားပေးခဲ့ကြပါအောင်ရှင်။